ဗမာ brain channel ကနေကြိုဆိုပါမယ်ကျွန်တော်တို့ကနေ့စဉ်အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတက်တွေကိုတင်ဆက်ပေးနေတာမို့လို့နေ့စဉ်ကျွန်တော် channel ကိုလာရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ဒီတင်ဆက်မှုကိုလည်း like baby မိမိတို့ရဲ့အမြင်တွေကို comment မှာဝင်မြပေးတော့ပါဦးကဲဒီလီမှာတော့စိတ်ဆွမ်းအားကိုအထုံးပြုပြီးငွေချေးကိုဘယ်လိုဆွေးဆောင်နိုင်မလဲဆိုတော့ဒေါက်တာ Joseph Murphy ရဲ့အတွေ့အခေါ်တွေကိုအတူတူလေ့လာကြည့်ကြရအောင်ပါဒီမိခွန်းလေးကိုတစ်ချက်လောက်စဉ်းစားကြည့်ကြအောင်ကျွန်တော်တို့ရဲ့ငွေကြေးအခြေအနေကိုထိန်းချုပ်နေတာကကိုယ့်ရဲ့အတွေးတွေပဲဆိုရင်ကော ဟုတ်ပါတယ်ဒီနေ့မှာတော့ဒေါက်တာဂျိုးဆက်မာဖီရဲ့အစွန်းထက်တဲ့အတွေ့အခေါ်တစ်ခုကိုလေ့လာကြည့်ကြမှာပါသူကပြောလဲဆိုတော့ကျွန်တော်တို့ရဲ့ငွေကြေးအခြေအနေဟာအပင်ပန်းခံကျူးစားမှုတစ်ခုတည်းကြောင့်မဟုတ်ပဲအတွင်းစိတ်အနက်ဆိုင်ဆုံးကအတွေ့အကြုံကြောင့်အထူးကဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်ကဲဒီ idea ကို အတူတူနက်နက်နဲနဲလေ့လာကြည့်ကြရအောင်ဆိုလိုတာက ချမ်းသာကြွယ်ဝခြင်းရဲ့တကယ်သောချက်သာဗန်တိုက်ထဲမှာမဟုတ်ပဲကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့အသိစိတ်ထဲမှာပဲရှိနေတယ်ဆိုရင်ကောဒါဟာစိတ်ဆွမ်းအားရဲ့အခြေခံအုတ်မြစ်တာပဲ ဒီနေရာမှာဒေါက်တာမာဖီကအခြေခံကြပြီးတော်လန်တဲ့အတွေ့အခုကိုတင်ပြခဲ့ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဟာချမ်းသာဖို့အတွက်မွေးဖွားလာခဲ့တာဖြစ်ပြီးအဓိကခရီးရာကတော့လုတ်ရက်ဒီထက်ကိုပိုင်စိတ်ပဲခိတယ်ဆိုတာပါပဲလူများစုကငွေကိုမကောင်းတဲ့အရာလို့မြင်တတ်ကြပြီမယ်သူကတော့ငွေဟာရေဒါမှမဟုတ်လက်စစ်လိုပဲကြားနေစွမ်းရင်တခုဖြစ်တယ်သူပါသာသူကောင်းတဲ့ဆိုတဲ့မရှိဘူးအဲ့ဒီနောက်ွယ်ကရွယ်ချက်ကသာသူ့ကိုအစွမ်းထက်စေတယ်လို့ရှင်းပြခဲ့ပါတယ်အဲ့ဒီအမင်ကနေကျယ်ဝချမ်းသာမှုအတိအစိတ်ဆိုတဲ့ အယူအဆတစ်ခုပေါ်ပေါက်လာပါတယ်။ဒါဟာပိုက်ဆံလိုချင်နေဆိုတဲ့ရုပ်ရှင်နဲ့ဆန္ဒထက်အများကြီးပိုနက်နေပါတယ်။ဒါကဘာလဲဆိုတော့ကိုကကျေဝါမှု၌ထိုက်တန်တယ်ပြေကငွေကြီးဟာဒီရဲ့အသက်အကြလိုပဲ ကိုယ့်စီကိုတဘာဝအတိုင်းစီးဝဲလာရဲဆိုတဲ့အတွေးစိတ်ထဲကနတ်ဆိုင်တဲ့ယုံကြည်ချက်တစ်ခုပါပဲဟုတ်ပြီဒါလေးထက်တိုင်အိမ်ဆောင်နေရမျိုးမဟုတ်ပါဘူး ဒါကငွေချေနဲ့ပတ်သက်ပြီးကိုယ့်ရဲ့တန်ဖိုးနဲ့ပတ်သက်ပြီးကိုယ်တိုင်တောင်စတိမထားမိတဲ့အခြေခံယုံကြည်ချက်တွေကိုပြောင်းလဲပြဖို့စူးစမ်းတာပါဆိုတော့အဲ့ဒီကျွန်တော်တို့ကိုနောက်ပြန်ဆွဲထားတဲ့မမြင်ရတဲ့အတားအဆီးတွေကဘာတွေဖြစ်မလဲစိတ်ကဒီလောက်တောင်အစွမ်းထက်တယ်ဆိုရင်ဘာကမှကျွန်တော်တို့ကိုတားဆီးနေတာလေအများအားဖြင့်တော့ငင်းစင်ကလေးကတည့်ဆောင်လာခဲ့တဲ့မသိစိတ်သေးကယုံကြည်ချက်တွေပါပဲဥပမာချမ်းသာခြင်းတာကတစ်ခုခေါင်းစံတာ ငွေရှိရင်လောဘကြီးတယ်ဆိုတဲ့တွေးမျိုးတွေပေါ့ဒါတွေကကြွယ်ဝချမ်းသာမှုကိုပိတ်ဆို့ထားတဲ့အထီးကအတားအဆီးတွေပါပဲဒီကိုကားချက်ကယန်းအယန်းအရေးကြီးတဲ့အချက်ကိုထောက်ပြနေပါအဲတခြားသူတယောက်ရဲ့အောင်မြင်မှုကိုမနာလိုဖြစ်တဲ့အခါကိုယ့်ရဲ့မတိစိတ်ကိုကြွယ်ဝချမ်းသာခြင်းဟာမကောင်းဘူးဆိုတဲ့သတင်းစကားပို့လိုက်ကြတဲ့အထုတူပါပဲဒါဟာတကယ်လို့ကိုယ့်ရဲ့တိုးတက်မှုကိုကိုယ်တိုင်ဖျက်ဆီးလိုက်တာနဲ့အထုတူပါပဲကဲဒီလိုကိုကိုကိုဖျက်ဆီးရတဲ့အတွဲပုံစံတွေကိုသိပြီဆိုတော့ အခုကျွန်တော်တို့ရဲ့စက်ကိုကြွေဝါချင်းထားမှုအတွက်ဘလို့ပြန်လဲပုံသွင်းနိုင်မလဲ reprogram ဘလို့လုပ်မလဲဆိုတာကိုလေ့လာကြည့်ကြရအောင်ဟုတ်ပြီဘာဟာချမ်းသာလဲလို့ယူယိုလျပြောယုံနဲ့ဘာကြောင့်မအောင်မြင်ရတာလဲအကြောင်းရင်းကတော့ကျွန်တော်တို့ရဲ့မသိစိတ်ကဒီစကားကိုလက်မခံလို့ပါပဲအသိစိတ်ကပြောလိုက်ပေးမယ်အတွင်းစိတ်ကမဟုတ်ဘူးမဖြစ်နိုင်ဘူးလို့တုံ့ပြန်တဲ့အခါအတွင်းမှာပဋိပက္ခဖြစ်ပြီးမူလယူကြည်ချက်အဟောင်းကိုပဲပို့ပြီးခိုင်မာသွားစေတဲ့ဒီလိုအတွင်းစိတ်ပဋိပက္ခကိုရှုံရှားဖို့ ဒေါက်တာမာဖီကနီလာလေးစင်ကိုအကြံပြုထားပါတယ်ပထမဆုံးအိတ်ခါနီးလို့စိတ်ညင်တက်နေတဲ့အချိန်ကိုရွေးပါဒီအချိန်မှာမသိစိတ်ကအကြံပြုချက်တွေကိုပို့ပြီးလက်ခံလွယ်ပါတယ်ဒုတိယအနေနဲ့ငါဟာနေတိုင်းတိုးတက်နေတဲ့ဆိုတာမျိုးလို့စိတ်ကလက်ခံနိုင်တဲ့ယုံကြည်ချက်လေးတွေနဲ့စတင်ပါတတိယကတော့ကြက်မရင်ချင်းကြွေဝါချင်းအောင်မြင်ချင်းဆိုတဲ့အစွမ်းထက်တဲ့စကားလုံးတစ်လုံးချင်းစီကိုထက်ခါထက်ခါရွတ်ဆိုပါနောက်ဆုံးအရေးကြီးဆုံးကတော့ ပန်းတိုင်ကိုရောက်ရှိသွားပြီဖြစ်တဲ့နောက်ဆုံးရလတ်ကိုပြင်းထန်တဲ့ခန်းစားချက်အပြည့်နဲ့စိတ်ထဲမှာပုံဖော်မြင်ရောက်ကြည့်ဖို့ပါပဲအဓိကတော့ချက်ကတော့စိတ်ကိုညင်ညင်သာသာနဲ့ပြောင်းလဲဖို့ပါပဲအခုဒီလိုစိတ်ကူပုံဖော်ခြင်းကလက်တွေ့ဘဝမှာဘလို့အစွမ်းထက်တဲ့ရလတ်တွေဖြစ်စေခဲ့တဲ့လဲဆိုတဲ့ဖြစ်ရမှန်ဇလန်တချို့ကိုကြည့်လိုက်ရအောင်ဒေါ်တာမာဖီပြောပြခဲ့တဲ့ဇလန်တပုတ်မှာတော့ငွေလဲမရှိအထက်တန်းပညာရေးလဲမရှိတဲ့လူငယ်တယောက်ဟာခွဲစိတ်ဆရာဝန်တယောက်ဖြစ်ချင်တဲ့အိမ်မက်ကြီးတစ်ခုရှိခဲ့ပါတယ် သူရဲ့လက်ရှိအခြေအနေနဲ့အိမ်မက်ကအလောင်းဝေးกว่าနေပြီမဲ့သူကညတိုင်းသူ့နာမည်ပါတဲ့ဆရာဝန်ပွဲလက်မှတ်ချက်ခုကိုနေရာမှာချိတ်ထားတာစိတ်ထဲမှာကွက်ကွက်ကွင်းကွင်းမြည်ုံခဲ့ပါတယ်။သူကအခက်အခဲတွေကိုအာယုံမစိုက်ခဲ့ပါဘူး။အောင်မြင်ပြီးမြုပ်သွားတဲ့ပန်းတိုင်ရဲ့ခန်းစားချက်ကိုပဲအပြည့်ဝအာယုံစိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့ဇွဲလုံးလကိုတတိထားမိတဲ့ဆရာဝန်တယောက်ကသူ့ကိုမွေးစားပြီးပညာသင်စရိတ်ထုတ်ပန်ပြီးဟဲလို့တကယ့်ခွေးစိတ်ဆရာဝန်ကြီးဖြစ်လာခဲ့ပါတယ်။ သူရဲ့ဒီဇိုင်းမတ်မတ်စိတ်ကိုပုံဖော်မှုကသူ့ကိုကူညီမဲ့သူတွေကိုဆွဲဆောင်ပေးခဲ့တယ်လို့ပါပဲ။တခြားဖိရက်တွေမှာလည်းအလားပြင်ဆိုင်ပိုင်ရှင်တယောက်ဟာဒေါ်လာ24,000လေးဆောင်ရခဲ့ပြီးဒေါက်တာမာဖီကိုရိုင်လည်းသူ့စာအုပ်ကိုပြင်တယ်လို့ထုတ်ဝေဖို့ကမ်းလှမ်းခဲ့ရပါရဲ့။ဒီဖိရက်တွေကစိတ်ရက်စွာကိုပြသနေပြီမြင့်အတွေးတစ်ခုတည်းနဲ့တော့မလုံလောက်ပါဘူး။အဲ့အတွေးကိုလက်တွေ့ဖြစ်လာအောင်စီကန်းနဲ့ရှင်းလင်းတဲ့ပန်းတိုင်တွေလိုအပ်ပါတယ်။ဟုတ်ပါတယ်။အတွေးတစ်ခုတည်းနဲ့တော့မလုံလောက်ပါဘူး။ ငွေပိုလိုချင်တယ်လို့ရေပြီးစန္ဒာရှိတာနဲ့ငါဟာငါနစ်သက်တဲ့အလုံးနဲ့တလားကိုဒေါ်လာ1000ဝင်ငွေရှိနေတယ်လို့တီးကြတဲ့ပန်းတိုင်ထားတာက အများကြီးကွာခြားပါတယ်။ရှင်းလင်းတဲ့ပန်းတိုင်ကမတီးစိတ်ကိုတီးကြတဲ့လမ်းညွှန်မှုပေးပါတယ်။အဲ့ဒီပန်းတိုင်စီအောင်ဖို့အတွင်းစိတ်အမြင်နဲ့လက်တွေ့လို့ရက်ကိုချိတ်ဆက်ပေးတဲ့တတားကတော့ကိုပိုင်စီကမ်းပါပဲစီကမ်းဆိုတာကိုကိုကို အပြစ်ပေးတာမဟုတ်ပဲကိုရဲ့အတွင်းနဲ့လို့ရက်တွေကိုပန်းတိုင်နဲ့တထပ်တီးချက်အောင်လေ့ကျင့်နေတာပါ ဒီလိုလိချင်းရမှာအထောက်အကူဖြစ်စေတဲ့အစွမ်းထက်အဒီပြုချက်တစ်ခုကတော့ငွေကြီးဟာကျွန်တော်ဘဝမှာအမြဲတမ်းလွတ်လပ်စွာလဲပတ်နေပြီးအမြဲတမ်းပိုလျက်နေပါရဲဆိုတာပါပဲ။ကဲအနည်းချုပ်ရရင်အဓိကမသားရမယ့်အချက်တွေကတော့ကြွယ်ဝချင်းတာချင်းဟာစိတ်ထဲမှာစကျင်နေကိုကိုကန့်တတ်ထားရဲ့ယုံကြည်ချက်တွေကိုရှာဖွေဖယ်ရှားပါမသိစိတ်ကိုအဓိပြုချက်တွေနဲ့ပုံဖော်မှုတွေသုံးပြီးပြန်လဲပုံသွင်းပါနောက်ဆုံးအနေနဲ့ရှင်းလင်းတဲ့ပန်းတိုင်တွေနဲ့စီကံကိုပေါင်းဆက်ခြင်းသုံးဖို့ပါပဲ။ဒါကြောင့်အရေးကြီးဆုံးအချက်ကတော့ ျွန်တော်ဟာကိုစိတ်ရက်ကပ်တင်ဖြစ်ပြီးကိုတွေးဒီကကိုဘဝကိုပုံဖော်ပေးတဲ့အမိန်ပေးချက်ဒီပါပဲဒီအချက်ကပဲကျွန်တော်တို့ကိုနော်ဆိုမေကုန်းစီခေါ်ဆောင်သွားပါတယ်ကိုရဲ့မနှက်ဖြန်ဆိုတာတခြားမဟုတ်ပါဘူးဒီနေ့ကိုရဲ့စိတ်ထဲမှာတိဆောင်နေတဲ့ຢာပါပဲဒီတင်ဆက်မှုကိုလေးလာပေးတဲ့ကယေရှုတင်ပါတယ်ဒီအကြောင်းအရာကနေရှုထောက်အတိတ်တခုခုရလိုက်တယ်ဆိုရင်အကျိုးရှိနိုင်မဲ့တခြားသူတွေကိုလည်းမျှဝေပေးပါအောင်ဒီနေ့အကြောင်းအရာထဲမှာဘယ်အချက်ကတန်ဖို့အစီအစဉ်ထိတယ်ဆိုတာကိုလည်း comment မှာပြောပြခဲ့ပါအောင်။ဆက်ပြီးတော့ယုံကြည်ချက်ထားပါ။ 叫我木兰江伯嘛两两加油，塞比杨兰多加呀！